မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်ဂျွန်လယနေ့ဆို24ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်ပါရစေ။နှုတ်ကပတ်တော်အဖြစ်တိဆောက်เสียဖြစ်စေပါ။ အခုကျွန်တော်ပြောတာထက်ကိုတော့ပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရဝေငှပါလေဖခင်အာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရင်ကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်နေပါရင်အဲ့ဒါကတော့ဓမ္မောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်နေတယ်။အခုကျွန်တော်တို့မှာဓမ္မောင်းချမ်းထဲမှာကပောက်ချမ်းကနေမာလခိချမ်းထိပေါ့နော်မာလခိအနာဂတ်ချမ်းထိ 39ကျမ်းထဲမှာအရေးကြီးကျွန်တော်သိတဲ့နေရာ12နေရာရှိပါတယ်။အဲ့ဒါကိုကျွန်တော်တကယ်တစ်ခုစီကျွန်တော်နားထောင်လာဒီကနေ့ဆို6ခုမြောက်ကိုရောက်ပြီဖြစ်တယ်။အော်နံပါတ်1ပထမဆုံးနေရာကတော့အီဒင်ဥယျာဉ်ဖြစ်တယ်။ဂေါကျန်ကကြီးနဲ့ငွေ10ကိုဖိုင်ရင်တွေ့ရမယ်။ဒုတိယကတော့အာရက်တောင်ဖြစ်တယ်။ဂေါကျန်ကကြီး10ငွေ4ကိုဖိုင်ရင်တွေ့ရမယ်။အာရက်တောင်ဆိုတာကတော့နောအီသင်မောတင်ခဲ့တဲ့တောင်ဖြစ်တယ်။ဒီလိုမှမူချင်းပြီးတဲ့အခါနောအီသင်မောနောက်ဆုံး အဲ့ဒီတောင်ပေါ်မှာတင်ခဲ့တာဖြစ်တယ်။နံပါတ်3ကတော့ဘာဘလုံရဲထိုက်ကပေါင်းချမ်းခိုင်းစက်တဲ့ငွေ96ကိုဖိုင်တွေ့ရမယ်။ဖျားသခင်ကိုစန့်ကျင်ပြီးတော့ဖျားကိုအန်တုပြီးတိဆောက်တဲ့အခါပြုတ်ပြတ်သွားတယ်။နံပါတ်4ကတော့ဥရမြို့ဥလာဥရမြို့မှာကာလဒေးလူမျိုးတွေအများဆုံးနေတယ်။ကာလဒေးဆိုတာဘာဘူးလုံလူမျိုးတွေကိုပြောတာဖြစ်တယ်။ဘာဘူးလုံဆိုတာကအခုခေတ်အခေါ်အော်ရဆိုအီရတ်နိုင်ငံဖြစ်ပါတယ်။ ကျမ်းစာအရဆိုရင်တော့ဘာဘူးလုံဖြစ်တယ်။အဲ့တော့ဒီဥရမြို့မှာယခင်နေခဲ့တာဘာဘူးလုံလူမျိုးတွေနေခဲ့တယ်။ခါလဒဲလူမျိုးတွေနေခဲ့တာဖြစ်တယ်။အဲ့ဒီမြို့မှာအာဗြဟံကိုယ်တိုင်နေခဲ့တယ်။အာဗြဟံအသက်ရှင်တဲ့ဘုရားကိုရတဲ့အခါအဲ့ဒီမြို့ကနေထွက်ပြီးနောက်ဆုံးခါနန်ပြည်မှာဂရိတော်နဲ့ဆိုင်တဲ့ကောင်းကြီးတွေရိတ်သိမ်းခဲ့ရတာဖြစ်တယ်။ဒါဖတ်ချင်ကောင်းကြီး17ငွေ28ကိုဖိုင်တွေ့ရမယ်။နောက်တော့မှ9တော့ခါနန်ပြည် အာဗြဟံပြောင်းရွှေ့နေခဲ့တဲ့နေရာဣသရေလမျိုးတွေရဲ့ဂတိတော်ပြီလေးဖြစ်တယ်။နောအေးရဲ့မြေခါနန်ကအဲ့ဒီခါနန်ပြည်ကိုအဓိကရခင်ကသူနေခဲ့ပြီမြေခါနန်လူမျိုးတွေယေဘုသီတို့အာမောရီတို့ဟိတ်တီတို့ဒီလူမျိုးတွေကိုဖျက်ခဲ့ဖဲထုတ်ပြီးဣသရေလကိုပေးခဲ့တာခါနန်ပြည်ဖြစ်တယ်။အာဗြဟံကိုဂတိထားတဲ့အတိုင်းပဲအာဗြဟံရဲ့မျိုးဆက်တွေကယနေ့ထိခါနန်ပြည်မှာ ကောင်းကြီးခံစားရတာဖြစ်တယ်။ကပောက်ချန်ကြီး၁၂ငွေ၂ကနေ၅အထိဖိုင်ဒါလီဖာဒါလီတွေ့ရမှာဖြစ်တယ်။ဒါကြောင့်မင်းကအများကြီးရှင်းပြခဲ့ပါပြီ။ဒီကနေ့ကတော့ကျွန်တော်နံပါတ်6အေဂူတူဘီအင်္ဂလိပ်လိုဆိုတော့ Egypt နော်အေဂူတူဘီဆိုတာကတော့ဒါကျွန်တော်ကျမ်းစာမှာအလွန်နာမည်ကြီးတဲ့ PDB ပဲ။ဣသရေလလူမျိုးတွေတို့မီလူမရတဲ့တိုင်းပြည်ပေါ်ပြပါဆိုအေဂူတူတိုင်းပြည်ပဲ။နော်ဒီဒီအေဂူတူဘီကတော့အလွန်နာမည်ကြီးတဲ့ ရှီဟောင်းအမွေနစ်တွေလည်းအဲ့မှာအများကြီးပေါ့နော်ပီရမစ်တွေဘာတွေအများကြီးရှိတယ်အဲ့တော့အဲဂိုရီဘီနဲ့ပတ်သက်ပြီးတော့အများကြီးပြောစရာရှိတယ်ဒါပေမဲ့ကျွန်တော်အချက်6ချက်ပဲအဓိကကျွန်တော်ပြောသွားမှာဖြစ်တယ်ဂေါချန်ကန်ကြီး73ငွေ10ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်အနေငယ်ဖတ်ပြီးခြင်းနဲ့ထိုကာလအခါတောတုံမျိုးနဲ့ဂေါမရာမျိုးကိုထာဝရဘုရားဖြတ်စည်းတော်မမူမီဇောရာမျိုးတို့သွားသောလမ်းယော်ဒန်မြစ်ပတ်ဝန်းကျင်အရရ၌ရေများ၍ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်း အင်ကုတုပီကဲ့သို့၎င်းဖြစ်သည်ကို လောတာမျောကြည့်၍မြင် လေအဲဒါကတော့ဗာလဲဆိုတော့ဂေါကျန်ကြီး73ဆိုတာကအာဗရာဟံနဲ့သူတူလောတာနေရာခွဲတဲ့ကိစ္စနေရာခွဲတယ်ဆိုတော့အာဗရာဟံနဲ့သူတူလောတာကတော့အဆင်ပြေတယ်ဒါပေမဲ့အာဗရာဟံရဲ့ဂျွန်နေနဲ့လောတာဂျွန်နေနဲ့အသိအဆင်မပြေဘူးမပြေတော့ဦးလေးနဲ့တူကနေရာခွဲလိုက်ဒါပေမဲ့ဦးလေးဖြစ်တဲ့အာဗရာဟံတော်ပါလေတူဖြစ်တဲ့လောတာကိုဦးစားပေးတယ် မင်းအရင်ယူပါမင်းမယူတဲ့နေအောင်ငါယူမယ်အဲ့တော့နားလည်အောင်ပြောတော့လော့တာကစမ်းစာမှာယူချေခွင်းတော့ရပြီမယ်ဖျားမပါပဲမျက်စိမြင်တဲ့အရာပေါ့လောကအရာပေါ်အခြေခံပြီးတော့တောတော်မျိုးဂေါမရမျိုးသွားယူလိုက်နောက်ဆုံးမှအဲ့တောတော်နဲ့ဂေါမရမျိုးကဒူးဆိုင်များပြီးတော့ဖျားခင်မနစ်သက်တာကြီးလုပ်ပြီးကောင်းငင်မီးချပြီးစီရင်ခံရတယ်နားလည်အောင်ပြောနောင်နာမရတဲ့မျိုးကတောတော်ဂေါမရမျိုးကျန်တော့ဒူးဆိုင်များတဲ့နောက်မျိုးရှိတယ်နိနဝီမျိုး ဒါပေမဲ့သူတို့ကြတော့ယောနာပရောဖက်ယောနာဟောတဲ့တရားကိုသူတို့နားထောင်ပြီးအသက်တာပြောင်းလဲပြီးနောင်တရတဲ့အခါစီရင်ခြင်းကနေလွတ်မြောက်သွားတယ်။အော်ဒီကနေ့လောကကြီးမှာစီရင်ခြင်းတွေပြဿနာတွေဘယ်လိုအခက်အခဲရှိပါစေ။ဖျားသခင်ကိုမျှော်ချည်ရင် စုတောင်းရင်ဖျားသခင်နှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်အဲ့ဒီစီရင်ခြင်းမျိုးမျိုးကနေလွတ်မြောက်ခြင်းကိုဖျားသခင်ကပေးတယ်ဆိုတာဒီတမန်ကျမ်းစာအဖြစ်တော့တွေ့ရတယ်။ အခုလည်းလောတာကဒီသောရုံဂေါမရမြို့ကိုသွားကြည့်လိုက်တယ်အဲ့ဒီကသောရုံဂေါမရမြို့ကဘာနဲ့တူလဲဆိုတော့ဣရင်ဥယျာဉ်နဲ့တောင်တူတယ်တဲ့ကျမ်းစာပြောတယ်ဣရင်ဥယျာဉ်ထောက်ပြရင်ဥယျာဉ်ဥယျာဉ်တော်ကဲ့သို့ဥယျာဉ်တော်ကဲ့သို့ဆိုတာဣရင်ဥယျာဉ်ကဲ့သို့ဖြစ်တယ်ကဲ့သို့ဆိုကြရဣရင်ဥယျာဉ်ဖြစ်တယ်လို့ပြောရမို့ကဲ့သို့ဆိုတာနားလည်အောင်ပြောရင်တော့အတုပဲသောရုံဂေါမရကဣရင်ဥယျာဉ်ကဲ့သို့ဖြစ်တယ်လို့ပြောတာဣရင်ဥယျာဉ်ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့လောတာမျက်မြင်နဲ့ကြည့်ပြီးဟာဒါဣရင်ဥယျာဉ်ပဲဆိုအဲ့လိုရွေးလိုက်တာဆို နောက်အဂုတုပီကဲ့သို့လည်းဖြစ်တယ်အဂုတုပီကအဲ့ခေတ်ကလေးကတိုးတက်နေတဲ့သဘောတွေ့ရတာဒါကျမ်းစာရအဂုတုပီကအလွန်ရှေ့ကြဒါကြောင့်ခုကျွန်တော်ကအဂုတုပီကိုနားထောင်နေတဲ့တကြောင်နော်ဒါကပေါ့ချန်ကန်းကြီး73ငယ်10မှာကလေးကအဂုတုပီကပါနေတာဘလော့နှစ်ပေါင်းများစွာကြာခဲ့ပြီလေဆိုတော့နော်ဒါတော့တွေ့ရတယ်အတော်အောင်ဆရာကောင်းတယ်ဟိုး နှစ်ပေါင်းများစွာကလေးကအေဂူရူဘီယာရှိခဲ့တာတောင်အေဂူရူဘီယာအိုက်ခဲ့ကလေးကတိုးတက်တယ်တောတော်ဂေါမရာမျိုးကလည်းတိုးတက်တယ်ဒါပေမဲ့ဒူးဆိုင်များတယ်နောက်ဆုံးစီရင်ခံဒါကြောင့်လော့တာဒီတောတော်ဂေါမရာမျိုးကိုတော့ရွေးတဲ့အခါမှာအီရင်ဥယျာဉ်နဲ့တူနေတယ်အေဂူရူဘီနဲ့တူနေတယ်တကယ်တော့အေဂူရူဘီဖြစ်နေတာမဟုတ်အီရင်ဥယျာဉ်ဖြစ်နေတာမဟုတ်ဘူး နားမအောင်ပြောရင်တော့အဲ့တိုးတက်တဲ့နေရာတွေနဲ့တူနေတယ်ဆိုပြီးမျက်မြင်ပေါ်မူတည်ပြီးဝိညာဉ်ကြီးကမပါပဲယူလိုက်တဲ့အခါကြဆင်းသွားတယ်။ဒီကနေ့လောကရဲ့မျက်မြင်တတ်မှတ်တဲ့အရာတွေနဲ့ကျွန်တော်တွားလို့မရပါဘူး။ဝိညာဉ်ကြီးကနေပေတဲ့မှာဘုရားသခင်အလိုရှိတဲ့အရာကိုကျွန်တော်ရွေးချယ်တတ်ဖို့လူတွေဆိုတော့တွေ့ရတယ်။ဒါကြောင့်လေလောတာကြဆင်းသွားတယ်။အာဗြဟံကတော့သူရောက်တဲ့နေရာမှာသူကရစ်ပလင်တဲတယ်ဖះရှခိုးတယ်လောတာရောက်တဲ့နေရာမှာရစ်ပလင်တဲတာမရှိဘူး အဆိုးဆုံးပြဿနာဖျက်စခန်းနာမထောင်ဒါကြောင့်သူနောက်ဆုံးကြာဆင်းသွားတာဖြစ်တယ်အဲ့တော့ဘာကြောင့်ဒီကျမ်းပိုက်လေးကိုပြပြခြင်းလဲဆိုတော့အဲဂရုပီကအလွန်တရာမှာနှစ်ပေါင်းများစွာရှေ့ကျလွန်းတဲ့ပီတပီဖြစ်တယ်ဒါကြောင့်အဂရုပီနဲ့ပတ်သက်ပြီးတော့နံပါတ်1ဘရန်ချက်သိရမှာပေါ့နော်အဂရုပီဆိုတာ ਨੇ ပထမချက်သိရမယ့်အချက်ကတမောင်းကျမ်းမှာတိုးတက်ပြီးတော့အောင်မြင်တဲ့ပီတပီဖြစ်တယ် ပြီးရင်အဲ့ဒီအဲဂုတုပြီမှာယောသက်ကဘယင်ကံလုတ်ခဲ့ဘူးတယ်အဲဒါကျွန်တော်နံပါတ်1သိရမယ့်အချက်ဖြစ်တယ်ကျွန်တော်အားလုံးသိတယ်ဒီအဂုတုပြီမှာယောသက်ကိုရောင်းစားခြင်းခံရတာပေါ်ပြအိမ်ကိုရောက်သွားတာယောသက်ကအကူရီရဲ့ရောင်းစားခြင်းအဖြစ်နော်ဒီကုံသေးတွေကိုရောင်းစားလိုက်တာကုံသေးတွေကနေတစ်ဆင့်ရောင်းစားပြီးသူအဂုတုပြီကိုရောက်နားလည်အောင်ပြောတော့သူများအခိုင်းခံမှုရောက်တာ ဒါပေမဲ့ဘုရားသခင်သူနဲ့အတူရှိတယ်သူဒုစရိုက်ကိုရှောင်ပြီးနှုတ်ကွတော်နဲ့အသက်ရှင်တော့အဲ့အေဂုတုတပီလုံးကိုခိုင်းနေသူပြန်ဖြစ်လာတယ်။တောင်ဒီတမောင်းချမ်းမှာအေဂုတုပြီးအလွန်တိုးတက်တဲ့ပြီးတပီဖြစ်တယ်။ယောသက်ကအဲ့ဒီအေဂုတုပြီးမှာဘယင်ကံဖြစ်ခဲ့ဘူးလေ။ဒါနံပါတ်၁သိရမှာဖြစ်တယ်။နံပါတ်၂ဒုတိယချက်ဒုတိယချက်ကတော့ဘာလဲဆိုတော့တမောင်းချမ်းမှာအေဂုတုပြီးကထင်ရှားစွာပါတယ်လို့ဓမ္မသစ်ချမ်းမှာလည်း မသက်ခန်းကြီးနှစ်ကိုဖိုင်ကျော်တွေ့ရမယ်အဲ့တော့ဘာလဲဆိုတော့သူငယ်တော်ယေရှုကိုဟီရိုမင်းကြီးကတတ်မယ်ဆိုပြီးတော့နော်ဒါနှစ်နှစ်အောင်ကလေးတွေတတ်ဖို့ဖြစ်လာတဲ့အခါမှာဖြစ်တဲ့အခါမှာဟီရိုကတကယ်တော့တကင်းရှုသူတတ်ဖို့တာလောက်တာပါတကင်းရှုယနေ့တိမသေးပါဘူးအသက်ရှင်နေတကူကြီးတဲ့ဖီးယားဖြစ်တယ်အဲ့တတ်ဖို့စဉ်းစားတဲ့ဟီရိုပဲသိသွားတာဒါပေမဲ့ဖီးယားရဲ့ကောင်းငင်တမနော်ယောသက်ကိုအိမ်မက်နဲ့စကားပြောတဲ့အခါယောသက်ကဒီ ဘဲ့လင်မျိုးကနေသူငယ်တော်ယေရှုကိုချီပြီးအဲကုတုကိုပြီးခဲ့ဘူးတယ်။တောင်းတခေယေရှုကအဲကုတုပြီးမှယောသမာရိနှုန်းတဲ့အတူသွားပြီးတော့နေခဲ့ဘူးတယ်။ဒါဓမ္မသစ်ကျမ်းမှာဓမ္မသစ်ခန်းကြီးနှစ်ကိုကျွန်တော်ဖတ်ရင်တွေ့ရအောင်။အဲ့တော့ဒီအောင်ကြည့်ကြမ်းပြင်အဲကုတုပြီးကထူးခြားတဲ့ပြည်တော်လို့ပြောရင်လေမမာဘူးဆိုတာကိုအဲတော့တွေ့ရတယ်။နော်။မသက်ခန်းကြီးနှစ်နော်။ အငယ်19ကနေ21ထိဖတ်ရင်ကျွန်တော်တွေ့ရဒါဓမ္မသစ်မှာလည်းအေဂုတုနဲ့ပတ်သက်ပြီးတွေ့ရတယ်ကျွန်တော်တို့တတိယချက်တတိယချက်ကတော့ဘာလဲဆိုတော့เนาะဒီအေဂုတုဘီကသူကြားတာသူကသူပီရဲ့အပုံ20ပုံရင်တပုံလောက်ပဲမြေကြီးရှိတာအဲ့တပုံလောက်မှသူတို့အေဂုတုလူမျိုးတွေကစုနေတဲ့သဘောရှိတယ်။ကျန်တာတွေကသဲကန်တာတွေရတယ် အဲ့ဒီသဘောမျိုးတွေ့ရတယ်အဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်ဒီအဲဂုတုကတော့တည်တဲ့အတိုင်းပဲအီဂျစ်ကတော့ဒီသဲကန္နာယကန္နာယလည်းမှာမိုးရွာသွန်းမှုနည်းတယ်ပြီလုံးရေရဖို့သူကနိုင်မြက်ကိုအတိတ်ကအာကူရတာဖြစ်တယ်ဒါအဲဂုတုပြီးရဟောနိုင်မြက်ကနေပြီးတော့မှရေယူရတယ်တော့အဲဂုတုပြီးရဲ့ရေတောက်မြက်အသက်သွေးကြောနိုင်မြက်ဖြစ်တယ် တော့ဖာရောမင်းကလည်းကျွန်တော်အားလုံးသိတယ်နော်ဒီအဂုရုပီမာနော်အစ္စရီးယားများလာတဲ့အခါနော်ယောသကဘယင်ကံဖြစ်တော့ယောသအားဖြင့်သူ့အဖေယာကုပ်နဲ့သူ့ညီကိုအများကြီးကဟလာဒီအဂုရုပီမာနော်သူ့ညီကို80ကျော်မကတ်နော်သူ့ညီကိုရဲ့သားသမီးမြင့်မြတ်တွေရောအာအကုန်လုံးသူတို့ကကောင်းစားကြတယ်ဂေါရှင်ရဲ့မှာနေတယ် အဲ့ယောသက်ကသက်တရတစ်စင်မှာတည်သွားတဲ့အခါယောသက်ကိုမသိတဲ့ဖာရောတစ်ပါးတက်လာအဲ့အချိန်မှာပဲဟာဒီလူမျိုးတွေကပွားများလာတော့ဒါအေဂုတုတွေကိုတနေ့ပုံကံမအောင်သူတို့ကြောက်တာအဲ့တော့ယောသက်ကိုမသိတဲ့ဖာရောကဒီဟေဘဲလူမျိုးတွေကဘယ်ရလာတာအာသူတို့ရဲ့ဘိုးဘီယောသက်ကတော့ဘယင်ခံဖြစ်ဘူးလေအားရရင်မသိသူတို့ကြုံလောက်ခိုင်းကွာအဲ့မှာကြုံဖြစ်သွားတယ်အဲ့ဒီယောက်ကြည့်ချင်ဖြင့်ယောသက်ကတော့တော်ခဲ့ပြီမင်းယောသက်နောက်ပိုင်းမှာယောသက်လိုတော်ပြီးထက်ထက်မြတ်မြတ်မထွက်လာဘူး ဒါကြောင့်နေရင်ထိုင်ရင်အဲဂရုပီမှာနှစ်430ကျွန်ဖြစ်သွားအတော်ဝန်းနေဆရာကောင်းတယ်အစ္စရီးတွေရဲ့တမိုင်းကိုပြန်လေ့လာတဲ့အခါမှာယောသလူတော်ပြီးထက်မြက်တဲ့သူမပေါ်လာဘူးဘာကြောင့်ယောသတော်ပြီးထက်မြက်နေလဲဆိုတော့သူကဖယားသခင်နဲ့အတူသွားလာတယ်အဲ့ဒါအောင်းဆရာကောင်းဖျက်သခင်ပေးတဲ့ညံဖျက်သခင်မကြိုက်တာသူမလုပ်ဖျားသခင်လုတ်ခိုင်းတဲ့အတိုင်းပဲသူအသက်ရှင်တယ်။တော့သူပြုတ်လျာနိုင်အောင် ပေါ်ရီမမင်းမသူ့ဆွဲတဲ့ချိန်မှာလေပေါ်ရီမမင်းမပြောတိုင်ရင်လုံးမှာနင်းနေကနှစ်ယောက်တည်းရှိတာရော့တတ်ပါပြောဖျားသခင်ရှိတယ်အန်အောစရာစကားတွေသူပြောတယ်ပဲဒါကြောင့်လေရော့တတ်ကိုဖျားသခင်ကအန်အောပွေရာတွေလိုက်ပြုတ်ပြီးတယ်အဲဒီနေ့ကျွန်တော်တို့ဘုရားသခင်ဆိုရကလောကသားတွေလို့အသက်ရှင်နေထိုင်လို့မရဘုရားသခင်ကဘုရားသခင်လို့ပဲအသက်ရှင်ရမယ်အဲ့ဘုရားနှစ်သက်တဲ့ရာပဲလှုပ်ဆောင်ပြုတ်နေသမျှမှာအောင်ခြင်းခွင့်ဘုရားပေးတယ်အဲ့ဒါအန်အောစရာ ဒါကြောင့်လဲဒီဂျူးတွေကတကယ်တော့တိုးတက်အောင်မြင်ခဲ့တဲ့เนาะဒုတိယပြင်ကန်ယောသတ်ရဲ့အမျိုးတွေအဲ့ရနေမှာယောသတ်လို့ဖျားနဲ့သွာလာတဲ့သူမပေါ်လာဘူးအဂရုပြည်မှာအဲ့လိုမျိုးဥဆောင်နိုင်တဲ့သူမပေါ်လာတဲ့ခါနေရင်တိုင်းရင်ဘယင်ကန်မျိုးကနေကျွန်မျိုးပြန်ဖြစ်သွားတာအဲ့ချိန်မှာဖာရောကဒီလူတွေများလာတဲ့အခါမှာဒီအဂုတု လူမျိုးတွေကိုဒီအစ္စရေးတွေဟေဘရဲတွေကဒုက္ခပြီးမှဆိုးလို့မင်းကလေးမွေးတော့မွေးခိုင်းတယ်ယောက်ျားလေးမွေးရင်ဂုတ်ချိုးတက်ခိုင်းတယ်အဲ့နိုင်မြတ်တဲ့ပစ်ချခိုင်းတာဒါပေမဲ့ကျန်းစာထဲမှာဒီရှိဖရနဲ့ပူအာဆိုတဲ့အမျိုးသမီးနှစ်ယောက်ကတော့သူတို့ကတော့အတော်လေးတော်တယ်နိုင်မြတ်တဲ့ကိုသူတို့ကမပစ်ချဘူးဟိုနားလေလွယ်အောင်ပြောရင်တော့သူတို့ကတကယ်ကိုဟေဘရဲမျိုးသမီးတွေမွေးတဲ့အခါမှာကောင်းစွာမွေးပြီးတဲ့အခါဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းဘာဖြစ်လဲ ခံရတာဖြစ်တယ်အဲဒါလေးတွေကသမိုင်းတွေဖြစ်ဒါတွေကသိစက်တော့ဒီအေဂုတုဘီကအပိုင်း20ပိုင်းရင်တပုံလောက်ပဲမြေကြီးရှိတာကျန်တာတဲကန္နာရတယ်သူတို့ဒါကြောင့်သူတို့ကရေလဲနေတဲ့ကြောင့်နိုင်မြက်ကိုပဲသူတို့ကအတိကအမိပြုတ်ရတာဖြစ်တယ်ဒါနံပါတ်3သိဖို့ဖြစ်တယ်ကဲနံပါတ်4နော်လေရောဘာလေးဆိုတော့ဒီအေဂိုဒူဘီရဲ့နော်အတိတ်ကမြို့တော်ပေါ့ကက်ပီတယ်စီတီပေါ့နော် ဒီအဂရူဘီရဲ့မြို့တော်ကတော့မင်ဖိမြို့ဖြစ်တယ်။ယနေ့ဆိုကိုင်ရိုပေါ့နော်။ယနေ့ဆိုဒါကိုင်ရိုမြို့ရှိတဲ့နေရာ။အဲ့ဒါသူရဲ့မြို့တော်ပဲ။အဂရူရဲ့မြို့တော်၊အီဂျစ်ရဲ့မြို့တော်ဖြစ်တယ်။ခေဆက်ဆက်လေအလွန်နာမည်ကြီးခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကဘာလေးခီးတဲ့တော်များကလည်းသွားတယ်။ဘာကြောင့်လဲ?ပီရမစ်တွေတကယ့်ကဘာမှာအလွန်ရှေ့ကျတဲ့တိဆောက်မှုတွေကိုအဂရူတွေကအများဆုံးလုပ်ခဲ့တယ်ဆိုတာကိုသူကတွေ့ရတယ်။ကဲဒါမှငါပေါ့။ ံပါတ်5တော့ပါလေးဆိုအဂုတုဘယင်ကြီးရဲ့ခစ်ဆက်ဆက်ကတော့ဖာရောပဲသုံးတယ်ဖာရောဘယင်ကတည်သွားရင်သူ့သားလည်းဖာရောပဲနောက်တစ်ယောက်လည်းဖာရောပဲနောက်တစ်ယောက်လည်းဖာရောပဲအဲ့လိုသုံးတယ်ဖာရောဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကကြီးမားသောအိမ်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီကျမ်းစာထဲမှာဖာရောဆက်တယောက်ရှိတယ်ဒါမှကျမ်းစာအရာဆိုအဲ့ဒီဆက်တယောက်ထဲမှာအဆိုးဆုံးဖာရောက မောရှိလက်ထက်ကဖာရောအဆိုးဆုံးပဲအကောင်းဆုံးဖာရောကယောသလက်ထက်ကဖာရောအကောင်းဆုံးပဲမောရှိနဲ့ယောသကတပေါင်း400ကျော်လောက်ချားတယ်ယောသတည်ပြီးနှစ်ပေါင်း400ကျော်လောက်မှ မောရှိကမွေးလာတယ်လို့ဒါသွားပြီးတော့တွေ့ရတယ်ဘာကြောင့်လဲဆိုတော့ယောသကအသက်130မှာတည်သွားတာ သူ့အသေးသေးချာချာအကောင်းဆုံးရုပ်ကလပ်ကိုသေးသေးချာချာလှုပ်ဆောင်ရတယ်ဘာကြောင့်လဲဆိုတော့ तू ကအကောင့်တလားတွေနဲ့သေးချာနော်သူတို့ရဲ့ရုပ်အလောင်းတွေကိုဒါမမ်မီရုပ်အလောင်းတွေဆိုတော့နော်ဒါကျွန်တော်တို့ကဘာမှာနာမည်ကြီးတယ်အေဂုတုတွေကနေပြီးတော့ဒါအီဂျစ်ကနေလာတာသူတို့ကဒီဖာရောတွေကတည်သွားရင်လေနောက်ဘဝမှာသူတို့ကဖျားဖြစ်တယ်ဘယင်ဖျားဆိုတော့ကိုးကွယ်ကြတယ်တကယ်တော့မဟုတ်ပါဘူး အဲဒါလွဲမလဲအတွေးခေါ်ရီကိုဟလာသူတို့ထဲမှာစိတ်ဝင်တယ်လို့ပြောရင်လေမမှောက်ဒါပေမဲ့သူတို့ရဲ့အိုက်ခေကအယူဆတော့အတနည်းပြန်ရှင်နိုင်နေဆိုပြီးတော့သူတို့ကဒီဘယင်နေသေးသွားရင် ရုပ်အလောင်းသေးချာသူတို့ကစီစိန်နေနောက်ဘဝမှာဘယင်ပြန်ဖြစ်မင်းဖျားပြန်ဖြစ်အဲအဲ့လိုသူတို့မှာခံယူချက်တွေရှိတယ်ပြတော့သူတို့ကဒီတဘာဝတရားယူသူတို့ကိုးကွယ် နေကိုကိုးကွယ်တယ်လောက်ကိုကိုးကွယ်တယ်မွေကိုကိုးကွယ်တယ်ဒါအေဂုတုတွေရဲ့ကိုးကွယ်မှုလေနားလည်အောင်ပြောရင်တော့ພັນစင်းရှင်ကိုသူတို့ကိုးကွယ်တာမဟုတ်ພັນစင်းခံကိုကိုးကွယ်တာဖြစ်တယ်ဒါအေဂုတုတွေရာဒါလေးတွေကျွန်တော်သိရမယ်ဒါနံပါတ်5ဘာကြောင့်လဲဆိုတော့ဒါကြောင့်ယောသက်ကလေတည်သွားတဲ့အခါယောသက်ကိုတည်ချာချာသူတို့ကအလောင်းပြင်ဆင်နေတည်တည်ချာခေါင်းတလားနဲ့ထားတာ တော့ရွက်သက်သေးပြီးနှစ်ပေါင်းများစွာကြာပြီးနှစ်400ကျော်လောက်မှမောရှေကဣသရေလကိုဒီအဲဂရုဘီကနေခါနန်ဘီကိုခေါ်ထုတ်သွားတာတော့မောရှေနဲ့ရွက်သက်နှစ်400လောက်ချားတယ်ရွက်သက်သေးပြီးနှစ်400ကျော်မှမောရှေကဥဆောင်တာဘာကြောင့်လဲဆိုတော့အဲဂရုဘီမှာဣသရေလကြုံခံရတာနှစ်430လောက်ကြုံခံခဲ့ရတာ ။ audio ကြည့်ကြရင်ဖြင့်သူရဲ့ယူဆ parol ဆိုတာကခုနလိုကြီးမားသောအိမ်။ parol တွေကတည်သွားရင် နောက်ဘဝမှာသူတို့ဖျားဖြစ်တယ်လို့သူတို့ခံယူကြ။ဒါတော့သူရဲ့ခံယူချက်ဖြစ်တယ်နော်။ဟိုချမ်းသာအရာဆိုရင်တော့မဟုတ်ဘူး။ဒါတမန်ချမ်းသာကတော့လူတယောက်ရဲ့ကမသေးခင်မှာသခင်ရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံထားရင် ထိုသူရဲ့ဝိညာဉ်ကတည်ပြီးသွားရင်တမလုံးမှာပရတိတုဘုံဝင်စား권ရှိတယ်။ဘာကြောင့်လဲသခင်ရှုခရစ်တော်ရဲ့ကားလိုက်မှာအတိခံပြီးသုံးရမြန်းတွေထမြောက်ခြင်းအားဖြင့်ရရှိတာဖြစ်တယ်။ဒါပေမဲ့အေဂုတုတွေကဒါတွေကိုလက်မခံဘူးလို့မယုံဘူး။သူကတဘာဝကိုယုံနေနေတွေလာတွေကျဲတွေမွေတွေဒါတွေသူတို့ကိုးကွယ်တယ်နတ်ဖျားတွေသူတို့ကိုးကွယ်တယ်ဒါအေဂုတုလူမျိုးတွေရဲ့ကိုးကွယ်မှုတွေဖြစ်တယ်။ဒါကြောင့်နောက်ဆုံးသူတို့ကဖာရောတွေကိုပါကိုးကွယ်တယ် အဲ့လိုသူရဲ့အမြင်တွေပိတ်ရအောင်ဆာရမဏတ်ကလှုပ်ထားတယ်ဆိုတာကိုလေသတိရတယ်။ဒါကြောင့်နမငါသိဖို့ဖြစ်တယ်။ဒါပေမဲ့ तू ကအလွန်တရာမှရှေ့ကျတယ်ပြီဖြစ်တယ်။ဒါလေးကိုသိဖို့ဖြစ်တယ်။ဒါနမငါဒါကြောင့်ဖာရောတွေကအဆက်ဆက်အဂုရုပြီမှာအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသတိရတယ်။ကိရမ6နောက်ဆုံးနောက်ဆုံးတော့ဗာလေးဆိုတော့ဒီအဂုရုပြီကိုဘဗုလုန်တွေက နိုင်ခဲ့ဘူးလေ။ အဲ့ဒီဘာဘူးလုံးတွေကိုဘသူကနိုင်လဲဆိုတော့ပေရတိလို့ခေါ်တယ်ပေါချာနိုင်တယ်အဲ့တော့ဘဘူးလုံးကအေဂုတုနဲ့ပေါင်းပြီးပေါချာကိုတိုက်ဖူးတယ်ဒါပေမဲ့သူတို့ပေါချာကိုရှုံးတယ်နောက်ဆုံးပေါချာကပေရတိကအေဂုတုကိုသူတို့နိုင်သွားတယ်နောက်ဆုံးမှာဒီပေရတိဘယင်တွေက PC 341လောက်မှာအေဂုတုအပီးသူတို့သိမ်းလိုက်နိုင်တယ်ဆိုတော့သူတွေ့ရတယ် နောက် BC 332ခုလောက်မှာအဲ့အဲဂိုဒူဘီကိုအလက်ဇန်းဒါ the great greek emperor ရဲ့စစ်သူကြီးပေါ့နော်သူက BC 332လောက်မှာဒီအဲဂိုဒူဘီကိုဝန်သိမ်းတယ်အလက်ဇန်းဒါ the great ကတော့ဒါ greek emperor မှာအလွန်နာမည်ကြီးတဲ့ခေါင်းဆောင်ဖြစ်တယ်အရင်တော့ဒီ greek စာပေကတကဘာလုံးကိုလွှမ်းမိုးနိုင်တယ်ဒါကြောင့်လဲကျွန်တော်ဒီဓမ္မသစ်ကျမ်း28ကျမ်း greek ဘာသာစကားနဲ့ရေးထားတာ အရင်တော့ Greek စာတက်ရင်တစ်ကမ္ဘာလုံးပတ်လို့ရတယ် Greek ကို Helotha လို့လည်းခေါ်တယ် Greek လူမျိုးတွေကို Helotha လူမျိုးတွေလို့လည်းခေါ်တယ်အခုခေတ်ကဘာနဲ့တူလဲဆိုအင်္ဂလိပ်စာနဲ့တူတယ်အခုအင်္ဂလိပ်စာတက်ရင်တစ်ကမ္ဘာလုံးပတ်လို့ရတယ်ဒီလိုပဲအရင်တော့ Greek စာတက်ရင်တစ်ကမ္ဘာလုံးပတ်လို့ရတယ်ဒါကြောင့်ဒီ Greek စစ်သူကြီး Alexander the Great ကဒီအဂုရုဘီကို BC 332လောက်မှာဝင်သိမ်းပြီးတော့အောင်မြင်ခဲ့တယ်ဆိုတာတွေ့ရတယ် နောက်ပိုင်းခရစ်တော်မွေးပြီး300စုလောက်မှာခရစ်ယာန်ယုံကြည်သူတွေအဲဂုတုမှာအများကြီးတိုးပွားခဲ့တယ်။အဲဒီကနေမှနောက်ပိုင်း BC 641လောက်မှာနော်အဲဒီယုံကြည်သူတွေနေပါသွားပြီးတော့အချမ်းလူမျိုးတွေကဥဆောင်ပြီးကြီးစိုးသွားတယ်ဆိုတာကိုမတွေ့ရဘူး။အဲဒါလေးတွေကကျွန်တော်တို့သိတဲ့အချက်ကလေးတွေဖြစ်တယ်။အဲ့တော့အဲဂုတုပြည်နဲ့ပတ်သက်ပြီးအနှစ်ချုပ်သိရမှာတော့ အလွန်ရှိကြတယ်တုတ်တအောင်မြင်ခဲ့တယ်ဒါပေမဲ့အသက်ရှင်တဲ့ဖခင်ကိုမသိတဲ့အခါသူတို့ကြဆင်းသွားတယ်အဲ့ဒီအေဂုတုဘီမှာယောသက်ကဘယင်ခံဖြစ်ခဲ့ဘူးလေသူတို့သိဒုက္ခရောက်မဲ့အချိန်မှာယောသက်လို့ခေါ်တဲ့ဖခင်သားအားဖြင့်သူတို့ဒုက္ခတွေကလွတ်မြောက်ခဲ့ဘူးလေအော်ဒီယိုကြည့်ခြင်းအဖြစ်ဘာအနစ်ချုပ်သွားတွေ့ရလဲဆိုတော့ကျွန်တော်တို့ကဘာကြီးမှာဘာဒီဒုက္ခရှိပါစေ ဖယားအသက်ရှင်တဲ့ဖယားသားသမီးတွေအားဖြင့်ဖယားသခင်ကအံ့ဩဖွယ်လွတ်မြောက်ရာလမ်းတွေကိုလုတ်ပီးတက်တယ်ဆိုတော့ကိုတတွေ့ရတယ်။ဒေါက်တာကြီးသင့်ဝင်းချင်မှာသင့်သက်တာမှာသင့်အလုံးမှာသင့်မိသားစုမှာဘာတွေခက်ခဲကြုံကြုံ။သင်ဟာအသက်ရှင်တဲ့ဖယားသခင်ကသားမီးဖြစ်ခြင်းနဲ့အသက်ရှင်ရင်သင့်အားဖြင့်လွတ်မြောက်ရာလမ်းကိုဖျက်ရှင်တာပြင်ဆင်ပေးမယ်ဆိုတော့အပီးရင်နေကုန်ချုပ်လို့လေ။ဂျာနာသူရောက်ချင်းစီတိုင်းဖျက်ရှင်သား၍ကောင်းချီးပေးပါစေ။ ရင်သက်ချင်းရှိပါစေ God bless you all ကျွန်တော်ကျင်ညာစရာတော့နတ်ဖာနနာ9နိုင်ရဲ့7နိုင်ခွဋ်တီကျွန်တော်ကြောက်ရင်ယုံကြည်ရင်းနဲ့ချင်းတဲ့တော့မှာအဆတ်ဆောင်ဘုရုအဆတ်ဆောင်ဆုတောင်းခြင်းရှိပါတယ်အားလုံးလာနိုင်ကြောင်းတွေးထွေးစွာချူဆိုသလိုနတ်ဖာညနေမြန်မာစရောင်ညနေ၄နိုင်ခွဲမှာကျွန်တော်ပြန်လိုက်ပြီဒီကျွန်တော်ဓမ္မောင်းချမ်းမှာထင်ရှားတဲ့7ခုတည်းရဲ့ခုနှစ်ခုမြောက်ကိုကျွန်တော်ဆက်ပြီးစင်ကျင်ခွန်အားယူနားထောင်မှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုခွန်အားယူတယ်ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစီ God bless you all ညီတချင်းရှိပါစေစွတ်တောင်းကောင်းကြီးခံယူကြပါစို့ခမီးတော်သားတော်သားရှင်တော်ဝင်ကြနော်သုံးမတစုဖျားထံတော်ပတ်မှကောင်းကြီးဖျားပြသည်ချစ်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သာ၎င်းဒီကနေ့မွန်းနေ့ကြောက်တဲ့ကရတာ iset နဲ့တကွမိသားစုများမွန်းနေ့ရှင်တီးတီးပေါ်သို့သာ၎င်းမင်္ဂလာနေ့ပတ်လည်ကြောက်တော်သူတီးတီးပေါ်သို့သာ၎င်းဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနဲ့တိတ်မှုရဖို့တော်သာ၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်မှာစစ်ပွဲတွေငြိမ်းချမ်းခြင်း လူပေါင်းများစွာရဲ့အိုးအိမ်တွေပျက်စီးခြင်းတွေကနေဖျားသခင်ပြန်လည်ထူထောင်ပေးခြင်းဒီကနေ့ငြိမ်းချမ်းခြင်းအလုံးဟာဖျားသားမိတွေအဖြစ်ကိုတော့အံ့ဩပွဲလုံနိုင်ကြောင်းကိုရောရဲ့ဂရိတော်တက်တေကိုအစင်မြင်ထူခြင်းနဲ့ကွာစစ်ပွဲကြောင့်ဆုံရှုံသွားတဲ့သူတွေအတွက်ကြရတဲ့မျက်ရည်များဖျက်ရှင်တုတ်ပြီးလျက်ဘီဥပတ်တွေကင်းဝေးခြင်းအမေရိကန်နိုင်ငံကိုဖျက်ရှင်ကောင်းချီးပေးခြင်းသမရိုင်းဒေါ်နယ်ထရန့်နဲ့ကွာသူဖြင့် အမေရိကန်နိုင်ငံတနိုင်ငံလုံးကိုယေရှုနာမနဲ့ကောင်းချီးပေးသလိုအစ္စရေးနိုင်ငံကိုသခင်ယေရှုနာမနဲ့ကောင်းချီးပေးပါ၏ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုလုံးဝရပ်တန့်ခြင်းနဲ့တကွဖခင်ရဲ့လက်တော်ကွယ်ကဆောက်မခြင်းစစ်ပွဲတွေငြိမ်းချမ်းခြင်းတာယာခြင်းနဲ့တကွဖခင်ရဲ့ကွယ်ကဆောက်မခြင်းတို့သည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောင်းကမ္ဘာပေါ်မှာဖြစ်နေတဲ့အခက်အခဲတွေပြဿနာတွေစစ်ပွဲတွေဒုက္ခတွေယောဂတွေသဘာဝဘေးဒဏ်ဖောက်ပြန်မှုတွေ ဖေရှားလေးဘုရားရဲ့လက်တော်အကွယ်ကစောင့်မှချင်းသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစကားလာဆင်မြေတက်ရောက်ကောင်းကြီးဖြာဖြာတက်ရောက်တည်ရှိဒီနေ့ပါစေတော်အာမင်ယေရှုတင်ပါတယ်ယေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြာရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျေးဇူးပြန်လေးတွေ့ဆုံကြပါစို့